မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစန္ဒသိမ်းပြီးတဲ့နောက်ပိုင်းရဟတ်ရင်နဲ့တိုက်နေရင်ရှစ်စီးဆုံးရှုံးခဲ့ပြီးတဲ့နောက်အချမ်းဖက်စစ်ကောင်စီကတိုင်းပြည်ဘန်နာနဲ့နောက်ထပ်လက်ရင်ရှစ်စီးကိုထပ်မံဖြည့်တင်ထားပြန်တယ်လို့သိရပါတယ်ကချင်ပြည်နယ်ပူတာအိုခရိုင်ခေါလန်ဘူးမြို့နယ်ကစစ်ရင်ရတရားဝန်ကျင်ရှိတဲ့အချမ်းဖက်စစ်ကောင်စီတပ်လက်အောက်ကလာဟုဆက်ပြည်သူစစ်စခန်းကို KNPD ရဲ့ပူပေါင်းတပ်တွေကအပိတ်သိမ်းပစ်လိုက်ပြီး စစ်တပ်လက်အောက်ခံပြည်သူစစ်အများပြားကတော့အကုန်လုံးထွက်ပြေးကုန်ကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာဆက်အနာသိမ်းပြီးတဲ့နောက်ပိုင်းရဟယင်းနဲ့တိုက်လေရင်ရှစ်စီးဆုံးရှုံးခဲ့ပြီးတဲ့နောက်အချက်ဖတ်စကောက်စီကတိုင်းပြည်ဗန်နာနဲ့နောက်ထပ်လေရင်ရှစ်စီးကိုထပ်မံဖြည့်တင်းထားပြန်တယ်လို့သိရပါတယ်အဲ့ဒီလိုစကောက်စီဘက်ကထပ်မံဖြည့်တင်းထားပြန်တဲ့လေရင်ရှစ်စီးဟာ MI70 ရဟယင်း3စီး FTC 2000G တိုက်လေရင်3စီ KAW တိုက်လေရင်2စီနဲ့ Y8 ထောက်ပို့လေရင်2စီဖြစ်ပြီးဒါကတော့ဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖက်စစ်ကောင်စီရဲ့လေတပ်တီထောင်မှု89နှစ်မြောက်နှစ်ပတ်လည်နေ့မှာဖြည့်တင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီလိုထမှန်ဖြည့်တင်းထားတဲ့လေရင်၈စီကိုအပြည့်အဝအသုံးချဖို့အတွက်အမြဲတမ်းလေ့ကျင့်နေရမယ်ဆိုပြီးတော့ပါအကြံဖက်မင်းအွန်လိုင်းကပြောသွားပြန်တဲ့အပြင်တစ်ဖက်မှာတော့နိုင်ငံတော်တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်ပစ်ချမှုတွေကြောင့်ရော ပြေးလန်းချော်မှုတွေကြောင့်မှာစစ်ကောင်စီဘက်ကရဟယင်းနဲ့လင်ရင်စုစုပေါင်း၈စီးဟာရခိုင်ပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တွေအပါအဝင်နေရာအနှံ့မှာပြက်ကြပြက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကချင်ပြည်နယ်ပူတာအိုခရိုင်ခေါလန်ဖူးမြို့နယ်ကစစ်အင်အားတရာဝင့်ကျင်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက်ကလာဟုဆဲပြည်သူစစ်စခန်းကို KIP တဲ့ပူပေါင်းတပ်တွေကအပိတ်သိမ်းပိုက်လိုက်ပြီး စစ်တပ်လောက်ခံပြီးသူစစ်အများပြားကတော့အကုန်လုံးထွက်ပြေးကုန်ကြတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကရန်ကုန်ကစ်တေကိုပြောပါတယ်။ဒီဇင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲကချင်ပြည်နယ်ပူရအောင်ခရိုင်ခေါင်လန်ဘူးမြို့နယ်ကဂျမ်ဖတ်စကောင်စီတပ်လောက်ခံလာဟုဆက်ပြီးသူစစ်စခန်းကို KIA ပြည်တဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်စခန်းတစ်ခုလုံးကိုအပိတ်သိမ်းပိုက်လိုက်တယ်ဆိုပါတယ်။အဲဒီစစ်ကောင်စီတပ်လောက်ခံလာဟုဆက်ပြီးသူစစ်စခန်းမှာစင်ရတရားဝင်းကျင်ရှိပြီး ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အကုန်လုံးထွက်ပြေးသွားကြသလိုစခန်းတွေကလက်နက်ခဲယံတွေနဲ့တင်းစီရရှိထားတယ်လို့ GN ရှီတဲ့တင်းရင်မြကပြောထားပါတယ်လက်ရှိမှာ GN ပြည်ရဲ့ပူပေါင်းတပ်တွေဟာကချင်ပြည်နယ်တပွဲစစ်ကောင်စီတပ်စခန်းတွေကိုတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်နေပြီမြို့တွေကိုပါတမျိုးပြီးတမျိုးသိမ်းပိုက်နေခြင်းနဲ့အခုဆိုရင်ဗမော်မန်စီမြို့တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်မှာပဲတဖက်မှာပါပူတာကိုခရိုင်အတွင်းကိုစတင်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ီတခါစကိုင်းတိုင်းဘက်မှာလေစလင်းကြီးမြို့နယ်ကဝမ်ပောင်ကံပဏီကနေထွက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပုံတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုမှုအတွေ့စစ်ကောင်စီတပ်သားခေါနာဦးကတော့အတိအသေးတေကုန်ကြပြီလို့မုံရွာအင်ဖတာပီဒီယက်တပ်ဖွဲ့ခေါင်းဆောင်ကိုမိုးတောက်ကရန်ကုန်ခေတ်တေကိုပြောပါတယ်ဒီဇင်ဘာလ17ရက်နေ့ကပဲစလင်းကြီးမြို့နယ်ကဝမ်ပောင်ကံပဏီကနေထွက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပုံတပ်တွေကညောင်မင်ကြီးထန်းတော်ဇက်စိတ်အနီးအရောက်မှာကြပြတ်တိုက်ခိုက်ချေမှုခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စေကောင်းစီတပ်သားခေါနဦးကတော့နေရာမှာရင်ပြစ်လဲပြီးအသီးသီးတိတ်ကုန်ကြတာကိုအတိုင်းသားမြင်တွေ့ရတယ်လို့လက်နက်ကောက်ယူဖို့ကြိုးစားပြီးမြဲစစ်ကား၃စီးချက်ချင်းရောက်လာတဲ့အတွက်လက်နက်ကောက်ဖို့အခွင့်မတားခဲ့ဘူးလို့မောင်ရွာ inverter pdf တပ်ဖွဲ့ခေါင်းဆောင်ကိုမိုးတောက်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံတော်မှာအချမ်းဖက်စစ်ကောင်စီတပ်ကသူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်လူမပြေလို့ဆိုပြီး ဒီဇင်ဘာလလည်းအထိစစ်တင်တန်းကိုမစနိုင်သေးပဲလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဒါတွေသာတောက်လျှောက်လုပ်နေသလိုရန်ကုန်မြို့ကတာကီတာမြို့နယ်မှာဆိုရင်ယမန်နဲ့ညာပိုင်းကပဲလူငယ်အယောက်30ကျော်ပေါ်တာဆွဲခံလိုက်ရတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိဒီဇင်ဘာလမှာဖွင့်မဲ့အကြဖတ်စစ်ကောင်စီတပ်ရဲ့စစ်မှုထမ်းအပတ်စဉ်ရှစ်ဟာတတအစ်စ်တွေမပြေသေးတဲ့အတွက်ဒီဇင်ဘာလအလယ်ထိစစ်တင်နှန်းကိုမစနိုင်သေးဘူးလို့ရန်ကုန်တိုင်းထရေးအုပ်တည်ရင်းမြစ်ကပြောထားပါတယ် ပုံမှန်ဆိုရင်အကြံဖတ်စစ်ကောင်စီကလုပ်နေတဲ့စစ်မှုထမ်းအပတ်စဉ်တွေဟာလာစဉ်ပထမအပတ်တွင်မှစတင်တာဖြစ်ပေမဲ့အခုစစ်မှုထမ်းအပတ်စဉ်၈ကိုရောက်တဲ့အခါမှာတော့နိုင်ငံတော်ကသူတို့စစ်သားတစ်စုဆောင်နေတဲ့အရေးအတွက်ဟာမပြည့်လို့ဆိုပြီးအခုလလည်းအထီကိုစစ်တင်နဲ့မစနိုင်သေးပဲနေရာနဲ့မှလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေတယ်ဆိုပါတယ်လက်ရှိရန်ကုန်တိုင်းမှာဆိုရင်ယမနိညာပိုင်းကပဲတက္ကသိုလ်မြို့နယ်ရှိရက်ကွက်မှာအလုတ်သွားအလုတ်ပြန်တဲ့ လမ်းပေါ်မှာသွားလာနေတဲ့လူငယ်အယောက်30ကျော်ကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးသွားပြီးအဲ့လိုပေါ်တာဆွဲတာကိုဒေသခံတဦးကလည်းသူကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့တဲ့အကြောင်းပြောထားသလိုမိသားစုတွေကလည်းတိတိကျင်းပြန်ရွေးထုတ်ဖို့လုပ်ပြီးမယ်ပြန်ရွေးလို့မရတော့တဲ့အပြင်ငွေပေးလို့လည်းမရတော့ဘဲမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးတော့ကိုစစ်ကောင်စီဘက်ကပြောဆိုနေတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ ရန်ကုန်တိုင်းလှိုင်းသားရမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့ခမရ92တက်ကိုမိုက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား2ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ရန်ကုန်တိုင်းပကဖရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီရန်ကုန်တိုင်းလှိုင်းသားရမြို့နယ်လှိုင်းသားရတံတားဟောင်းအနီးမှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီတပ်ရဲ့ခမရ92တက်ကိုဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲရန်ကုန်မြို့ပြတော်လန်ကြီးရဲဘော်တွေကပြန်ပြန်မိုက်ပုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ်စစ်ကောင်စီတပ်သား2ဦးကတော့ထိခိုက်ဒဏ်ရာရသွားတဲ့အကြောင်းကိုသိထားရပြီးသေမသေးကိုတော့မသိရသေးဘူးလို့ရန်ကုန်ပတ်ကဖရဲ့တာဝန်ရှိသူတို့ကပြောထားသလိုတပတ်ကလိုင်နာမျိုးနဲ့ FMI အင်အားအနီးမှာနေတဲ့ပြည်သူတို့ကလည်းဘေးအနောင်တဒါထိတ်မှမနေညာပိုင်းကပောက်ကွဲတန်ကြက်ကြဲလောင်လောင်ကြားရပြီးတဲ့နောက်စစ်ကောင်စီတပ်ကပိတ်ဆို့စစ်ဆေးတာတွေလုတ်သွားတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့ပဲခူးတိုင်းကပောက်ခေါက်မြို့နယ်မှာ အချက်ဖက်စကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားစီးကိုဆိုင်ငယ်စီးလာတဲ့အမျိုးသမီးတဦးကဟွန်းတိမိတဲ့အတွက်စစ်သားတွေဟာအမျိုးသမီးကိုပါးရီနားရီဆင်းရိုက်ပြီးတနက်ဒင်းနဲ့ပါထုသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ13ရက်နေ့ကပဲပဲခူးတိုင်းပကောက်မြို့နယ်ဒရတ်ချေရွာကအမျိုးသမီးတဦးဟာရွာလမ်းမမှာပဲအချက်ဖက်စကောင်စီတပ်သားတွေလိုက်ပါလာတဲ့အိမ်စီးကားတစ်စီးကိုဆိုင်ငယ်နဲ့အနောက်ကနေဟွန်းတိမိသွားတယ်ဆိုပါတယ်အဲ့ဒီမှာကောက်မှာပါလာတဲ့စစ်ကောင်စီတပ်သားတွေဟာ ကားပေါ်ကဆင်းလာပြီးတော့သူတို့ကားကိုဟွန်းတီးရမလားဆိုပြီးဆိုင်ကယ်ပေါ်ကအမျိုးသမီးကို ပါရီနာရီရိုက်ပြီးတနက်ဒင်းနဲ့ပါထုထောင်းသွားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ